မင်္ဂလာပါတရက်ကို function တစ်ခုအစီအစဉ်ကနေ date time number တွေကိုကိုကြိုက်သလိုပြောင်းလို့ရတဲ့ test function အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီပုံမှာရေးပြထားတဲ့ဟာလေးက test function ရဲ့ syntax ဖြစ်ပါတယ်သူ့ရဲ့ syntax ထဲမှာ argument နှစ်ခုပါပါတယ်ပထမ argument ကတော့ values ထည့်ပေးရမှာဖြစ်ပါတယ် value ဆိုတာကကိုပြောင်းချင်တဲ့ data source ကိုထည့်ပေးရမှာဖြစ်ပါတယ် format test ဆိုတာကတော့အဲ့ဒီ data ကိုဘယ်လိုမျိုးပြောင်းချင်တယ်လဲဆိုတာကိုကျွန်တော်တို့ format ပုံစံလေးရေးပြရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ date format ချတာလေးနဲ့အရင်စလိုက်မယ်ပေါ့နော်ဒီဆဲခွက်ကလေးမှာ date တစ်ခုရှိတယ်ဆိုပါစို့ control c semicolon နှိပ်လိုက်မယ် enter ခေါက်မယ်ဒါဆိုရင်ဒီနေ့ date ကိုရတယ်ဒီ date ကိုကျွန်တော်က format ပြောင်းခြင်းနဲ့ဥပမာမန့်နေရမှာ6လလို့မပြောခြင်းဘူး June လို့ပြောခြင်းနဲ့ပြီးရီယာ2025မှာ25နေမပြခြင်းဘူး2025ဆိုပြီးတော့ပြခြင်းနဲ့ဆိုတော့ equal test ဆိုပြီးတော့ရေးလိုက်မယ်တက်ကီးခေါက်မယ်ခုန value မှာကျွန်တော်ရှင်းပြခဲ့သလိုပဲတကယ် data source ကိုထည့်ပေးရမယ်ဆိုတော့ဒီ data ပြောင်းခြင်းတာက ဘယ်ပုံစံကိုပြောင်းမှာလဲ date format တွေကိုပြောင်းခြင်းတယ်ဆိုလို့ရှိရင်မှတ်ထားမှာ d ဆိုရင်ကျွန်တော်တို့ day ဆိုပြီးတော့သတ်မှတ်တယ် m ဆိုရင် month ဆိုပြီးတော့သတ်မှတ်တယ် y ဆိုရင် year ဆိုပြီးတော့သတ်မှတ်တယ်ပေါ့နော်ပြီးရင် format text မှာကျွန်တော်တို့တပည့်ကုတ်လေးခံရရမယ် date ကိုကျွန်တော်တို့က digit နှစ်ခုနဲ့ပြခြင်းတယ် dd အဲ့ဒါပြီးရင်မြင်းဆောင်လေးခံခြင်းတယ် month မှာကျတော့ mmm character 3ခုနဲ့ရေးမယ်ဥပမာ june ဂျွန်ကိုကျွန်တော် jun ပဲရေးခြင်းလို့မို့ပြီးရင်မြင်းဆောင်လေးခံလိုက်မယ် ရေးရမှာကြတော့လေးလုံးစုံပြရင်နာဖြစ်တဲ့အတွက်ဝိုင်းလေးလုံးရေးထားခဲ့လိုက်မယ်တပဲကုတ်ပြန်ပေးမယ်ဂွင်းပေးမယ်ဖန်တာခေါင်းမယ်ဒါဆိုရင်ကျွန်တော်တို့29ဂျွန်2025ဆိုပြီးတော့ရပါတယ်ပေါ့နော်ကျွန်တော်တို့က dynamically ချိန်တဲ့ function လေးထည့်လိုက်ရင်ပို့ပြီးတော့လှသွားတယ်ပေါ့နော်ဥပမာအဖြစ် f2 ကလေးကိုနှိပ်လိုက်မယ်ဒီ data ဆိုနေရာမှာဒီဘက်ကညာဘက်ကဆဲခွက်ကိုမြူတော့ပဲနဲ့ today ဆိုတဲ့ function လေးရေးလိုက်မယ် today function ကဘာ argument မှာထည့်စရာမလိုဘူး ်ခွင်းပေးလိုက်မယ်ပြီးရင်အန်တာခေါက်လိုက်မယ်ဒါဆိုရင်လေကျွန်တော်တို့ဒီနေ့ဒိတ်ကိုရမှာဖြစ်ပါတယ်ပေါ့နော်ရီယာကိုရှေ့ရရေးခြင်းသလားလအိုရှေ့ရရေးခြင်းသလားကိုကြိုက်သလိုအမျိုးမျိုးပြောင်းလို့ရပါတယ်โอเคနောက်တစ်ခုကတော့ format time ပေါ့နော်အချိန်တွေကိုကြတော့ကျွန်တော်တို့ dash data စုနေရမှာ noun ဆိုတဲ့ function လေးရှိရတက်ကီးခေါက်လိုက်မယ် noun ဆိုတဲ့ function ကလည်း to day လို့ပဲဘာအကူမှမထည့်ကြမလို့ခွင်းပေးလိုက်အောင်မယ်နောက်ဆိုတာကတော့ကျွန်တော်တို့လက်ရှိရောက်နေတဲ့အချိန်အချိန်ကို တက်မှတ်တော့မယ်ဆိုလို့ရှိရင်နာရီဆိုရင် h မိနစ်ဆိုရင် m စက္ကန့်ဆိုရင် s ဆိုပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်โอเคကျွန်တော်တို့ကနာရီကို hh digit နှလုံးနဲ့ပြခြင်းနဲ့ပြီးရင်အလယ်မှာဟိုနာရီဒီမှာပါတဲ့ဒီလိုအပြောက်လေးနဲ့ပြောက်ထားထားခဲ့လိုက်မယ်ပြီးရင်မိနစ်ပြီးတပဲကိုပြန်ပေးမယ်ခွင်းပေးမယ်အန်တာခေါ်မယ်ဒါဆိုရင်တော့လက်ရှိရောက်နေတဲ့19နာရီ54မိနစ်ကိုရတယ်ကျွန်တော်တို့အဲ့လိုမျိုးမလိုချင်ဘူးငါတို့က AM PM နေပဲ12နာရီ version နဲ့ပဲလိုချင်နေဆိုရင်ဒီနောက်မှာကျွန်တော်တို့က AM or PM ဆိုပြီးတော့ dial ရိုက်ထည့်ခဲ့လိုက်မယ်ပြီးရင် enter ခေါ်လိုက်မယ်ဒါဆိုရင်တော့9:54 PM ကိုရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်က second နေလဲထည့်လို့ရသေးတယ်ဒီထဲမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ minute နောက်မှာ SSOB ရေးထားခဲ့လိုက်ရင်ကျွန်တော်တို့လက်ရှိရောက်နေတဲ့ second enter ခေါ်လိုက်တဲ့အချိန်ရဲ့ second ကိုသူကပြပေးမှာဖြစ်ပါတယ်ပေါ့နော် date and time နှစ်ခုလုံးရချင်နေဆိုရင်ရောဒါဆိုရင်လဲကျွန်တော်တို့က noun လေးခံပြီးတော့ပဲရေးရမှာပေါ့နော် dash ကျွန်တော်တို့ data source value နေရာမှာ noun ကိုရေးမယ် ပြီးရင်ခွင်းပေးမယ် date and time ဆိုပြတဲ့အတိုင်းကျွန်တော်တို့က date တွေအရင်ရေးခြင်းနဲ့ date ကိုတော့ digit နှလုံးလိုခြင်းနဲ့ဒီကမှာတော့မင်းဆောင်နဲ့မပွား dash လေးနဲ့သွားမယ် man ဟိုကအတူကောက်လေးနဲ့ dash ရေးရဟိုကြတော့လေးလုံးလုံးယူမယ်ပြီးလို့ရှိရင်အဲ့ဒီနောက်မှာမှကျွန်တော်တို့က hour က digit နှစ်ခု minute က digit နှစ်ခု second တော့မထည့်တော့ဘူးပေါ့နော်ပြီးရင် am or PM ဆိုပြီးတော့ထည့်လိုက်မယ်ပြီးရင်တပည့်ကိုပြန်ပေးမယ်ခွင်းပေးမယ်ဒါဆိုရင်တော့ကျွန်တော်တို့က date and time ကိုတခါတည်းရမှာဖြစ်ပါတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့က number တွေကိုရောဘယ်လိုမျိုးပြောင်းမလဲပေါ့နော်ဥပမာကျွန်တော်ဒီဘက်ညာဘက်ကဆက်ကွက်လေးမှာ9000ရှိတယ်ဆိုပါစို့ပေါ့နော်9000ကိုကျွန်တော်တို့အဲနောက်ကနေဓာတ်တမဂိန်းလေးထည့်ခြင်း ਨੇ Okay အဲ့ဆိုရင် equal dash တကီးခုံမယ်ကျွန်တော်တို့ data ဆိုတာဒီ9000ပြီးရင် comma ဒီတပည့်ကုတ်ကျွန်တော်တို့က နောက်ကနေဓာတ်သမနှလုံးယူချင်တာဖြစ်တဲ့အတွက်0.00ဆိုပြီးတော့ထားလိုက်မယ်ပြီးရင်တပယ်ကုတ်ပြန်ပေးမယ်ပြီးရင်ကွင်းပေးမယ်အန္တာကောက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့9000နောက်ကဓာတ်သမနှလုံးကိုသူကယူပြတော့မှာဖြစ်ပါတယ်โอเคငါအဲ့လိုမဟုတ်ဘူးတောင်စံစပရိတာထောင်ကနန်းပြည်တိုင်းကော်မာလေးတွေခန့်ကျင်သေးတယ်ဆိုလို့ရှိရင်လည်း F2 ကီးလေးကိုပြန်နှိပ်ပြီးတော့ဒီ0ရဲ့ရှေ့မှာ hash comma hash hash ဆိုပြီးတော့ရေးထားကြလိုက်မယ်အန္တာကောက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဓာတ်သမလည်းရမယ်တောင်စံစပရိတာလည်းပါမယ်ပေါ့နော် ဇီရိုလီဒင်းဘဲလူးတွေကိုလည်းပဲကျွန်တော်တို့ဇီရိုပေါအောင်ရေးရတဲ့ဟာလေးကိုပြောပြမယ်ပေါ့နော်ဥပမာကျွန်တော်ဖုန်းနံပါတ်နဲ့ပဲဥပမာပြလိုက်မယ်399 900 1235456ဆိုပြီးတော့ဖုန်းနံပါတ်7လုံးရှိရဆိုပါတော့ကျွန်တော်အန်တာခောက်ကြည့်လိုက်ရင်ဒီညာဘက်ဆဲခွဲမှာဆိုရင်0မပါဘူးပေါ့နော်0ပါချင်လို့ရှိရင်ကျွန်တော်က test format ကိုပြောင်းပေးရမှာဖြစ်တယ်0 leading value ဖြစ်နေတဲ့အတွက်ဆိုတော့ equal test source data ကတော့ဒီဘက်ကဟာကျွန်တော်တို့ဖုန်းနံပါတ်တွေ17လုံးရှိရဖြစ်တဲ့အတွက်3ည17လုံးရိုက်ထည့်ပေးလိုက်မယ်3 3 5 6 9 8 90 71ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်တွင်ပေးမယ် under call မယ်ဒါဆိုရင်တော့ကျွန်တော်တို့3ညနဲ့စတဲ့ဖုန်းနံပါတ်ကိုရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ percentage တွေကိုလည်းပြောင်းလို့ရတယ်ဥပမာဒီဟာက0.8ဆိုပြီးတော့ရှိရဆိုရင်ဒီဟာက percentage ပြောင်းလိုက်မယ်ဆိုရင်သူ့ကို80%ဆိုပြီးတော့ရမှာဖြစ်တယ်အဲ percentage ကိုကျွန်တော်တို့က home တက်အဲဒီ percentage format ကိုသွားပြီးတော့ ချိန်လို့ရသလိုဒါမှမဟုတ် test function နဲ့ပဲလုပ်ချင်တယ်ဆိုလို့ရှိရင် equal test source data တော့ဒီဟာ percentage ဆိုရင်လည်းကျွန်တော်တို့ကတပည့်ကုတ်0.00ဆိုရင် point နေပါရချင်ကျွန်တော်တို့0.00ဆိုပြီးတော့ရေးမယ်ဒါပေမဲ့ point နေမရချင်ဘူးဆိုရင်0%ဆိုပြီးတော့ရေးမယ်တပည့်ကုတ်ပြန်ပေးမယ်ခွင်းပေးမယ် enter ခေါက်မယ်ဒါဆိုရင်လည်းကျွန်တော်တို့က80%ကိုရမှာဖြစ်ပါတယ်ပေါ့နော် okay နောက်ဆုံးတစ်ခုကတော့ dynamically change နေတဲ့စာကြောင်းတွေကိုဘယ်လိုမျိုးလုပ်မလဲဥပမာ today is friday today is saturday ဒါမျိုးဟာတွေကိုကျွန်တော်တို့က test function နဲ့ရေးလို့ရတယ်ပေါ့နော် equal test value ကတော့ကျွန်တော်တို့ today comma ဒီနေ့ကတော့ကျွန်တော်တို့ date တွေကြီးပဲအရှိအရကျနေတာဖြစ်တဲ့အတွက်ဒီလေးလုံးရေးလိုက်မယ်ပြီးရင်ခွင်းပိတ်မယ် enter ခေါက်မယ်ဒါဆိုရင်ဒီနေ့ဖြစ်တဲ့ friday ကိုရမှာဖြစ်ပါတယ်ရှေ့ကနေ today is ဆိုတဲ့တက်စာသားလေးကဘယ်တော့မှချိန်တာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကရှေ့ကနေပဲထည့်လိုက်မယ်ပေါ့နော် တပည့်ကုန်လေးခံပြီးတော့တပည့်ကုန် today is is နောက်မှာကျွန်တော်တို့ speed တစ်ချက်ချကျင်တာဖြစ်တဲ့အတွက် speed လေးခံထားလိုက်မယ်ပြီးမှတပည့်ကုန်ပြန်ပေးမယ်ပြီးရင် and ဆိုတဲ့ဟာလေးနဲ့ခံလိုက်မယ်အနာခေါ်မယ်ဒါဆိုရင်တော့ today is friday ဆိုပြီးတော့ရမှာဖြစ်ပါတယ်ဒီ excel file ကိုမနေ့ပြန်မှဖွင့်ကြည့်လိုက်ရင် today is saturday ဆိုပြီးတော့သူကပြနေမှာဖြစ်ပါတယ်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ